privacy အဖြစ်အဝရှိတာစီမဲ့ blockchain နည်းပညာ zero base blockchain ပေါ်မှာ transaction လုပ်တိုင်းကိုယ့်ရဲ့ data တွေကိုပေါ်ပေါ်ထွေးထင်းပြထားရပါတယ်။ဒါပေမဲ့အဲ့အရာကိုမကြိုက်ဘူးကိုယ့်ရဲ့ privacy ကိုလုံးလုံးကျုံကျုံ ထားစင်နေဆိုရင်တော့အဲ့လိုမျိုးလုံးကျုံလုပ်ပေးမဲ့ project တစ်တခုရှိပါတယ်။အဲ့ဒါကတော့ zero base ပါဒီ process ကဘာရင်းမိုက်လဲဘလိုအလောလောဝဲဆိုတာကိုလေ့လာကြည့်ရအောင် zero base ဆိုတာကဘာလဲ Zero Pick ဆိုတာက privacy နဲ့ယုံကြည်မှုပေါ်အဓိကထားတဲ့ blockchain network အသစ်တစ်ခုပါ။သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကအရင်ရှုပ်ထွေတဲ့ data တို့ဆက်မှုတွေကိုအထက်က lower accelerator တွေတစ်ခုမှ public ကိုချမပြပဲအဲ့ဒီ accelerator တွေကမှန်နေဆိုတာကိုတက်တည်ပြပေးနိုင်တဲ့စနစ်ပါ။ဥပမာပေးရရင်ကိုက blockchain ပေါ်ကနေစစတရားကိုပတ်စံလွှဲလိုက်တယ်။ဒါပေမဲ့ blockchain လွှဲလိုက်တယ်ဆိုတာကို lower ထားခြင်းနဲ့ဆိုပါတော့ အဲ့လိုကိစ္စမျိုးကို zero base ကလုပ်ပြနိုင်ပါတယ်ဒီနေ့ပညာကို zero knowledge proof zekin proof လို့ copy တော့ကိုယ့်ရဲ့ private data တွေကိုခေါ်ပြကြမလို့ပဲအမှန်ကန်ဖြစ်ကြောင်းသက်သေပြရနည်းပညာပါဒီ project ရဲ့ native token ဖြစ်တဲ့ zpt token တွေကိုဘယ်နေရာမှာသုံးလဲ ZPT ဆိုတာက zero based network ရဲ့အဓိက neutrality token လေးဖြစ်တဲ့ပုံနော်။ network တစ်ခုလုံးကိုကောင်ကအလုံးလုံးဖို့အတွက်မရှိမဖြစ် token မှာ network ထဲမှာ zk proof တရှမ်းမှုတွေလို့ပေးရဲ့ community diary ကိုအလုံးလုံးတဲ့အတွက် ZPT token တွေပေးရပါတယ်။ proving note တွေ have note တွေကသူရဲ့ allow ally zpt တွေရကြပါတယ်။တောင်ဆက်တဲ့ user တွေက stable coin လို့ဟာမျိုးတွေကိုဒီ network ထဲမှာ အနံပြီးရောအကျိုးအမြတ်တွေတန်ရနိုင်မှာသေးတယ်။ အဲ့ဒီရရဲ့အကျိုးမြတ်တွေကိုလည်း ZK proof နဲ့မှန်ကန်စွာစစ်ဆေးပေးခဲ့ပါတယ် network ပေါ်မှာတခြားဝန်ဆောင်မှုတွေတုံးခဲ့ဆိုလို့ရှိရင်လည်း ZPT token နဲ့ပြည့်စုံရပါမယ် protocol နဲ့ပတ်သက်တဲ့အပြောင်းအလဲတချို့ကိုမဲပေးဆုံးဖြစ်တဲ့နေရာမှာလည်း ZPT ကိုသုံးနိုင်ဖွဲရှိပါတယ်ဒီ token တွေကို coin ပေါ် tokenomics အနေနဲ့စုစုပေါင်း token အရေအတွက်1 billion ရှိမှာပါစပြီးတော့ launch လုပ်တဲ့အချိန်မှာ20နှစ်ကြာပိုင်းလုံးမဲဈေးခွက်ထဲမှာရှိနေမှာဖြစ်ပါတယ် finance မှာ BME kind hardware ကို airdrop ပေးဖို့အတွက် ပန်ပိုင်5ပါဆန်ကိုဒီတန်းဖိထားပေးပါတယ်။ဇန်နက်တိုကန်တွေကိုတော့ team နဲ့ advisory အတွက်30ပါဆန် only investor တွေအတွက်11ပါဆန် ecosystem တို့တဲ့ပေါ်အတွက်15ပါဆန်နဲ့အများဆုံးဖြစ်တဲ့73.75ပါဆန်ကိုတော့ network ခြေကန်တို့တွေအတွက် stake reward အဖြစ်သတ်မှတ်ထားပါတယ်။ ဒီတော့ကအများစုက fasting schedule နဲ့ log load ထားရမလို့အစီအခွက်တွေကိုအလွယ်တကူရောင်းချလို့မရအောင်အခြေတစ်ခုအထိထိန်းစုပ်ထားပါတယ်ဒီတော့ကနေကို finance ကနေဘယ်လိုမျိုး air drop ပြခဲ့တာလဲဆိုရင်ကိုယ်ပိုင်ရှိရဲ့ PME ကနေကို finance ရဲ့ဆက်ဘက်အားဒါမှမဟုတ် online ship product တွေမှာ2025ခုနှစ် October 17ရက်နေ့ကနေ23ရက်နေ့အထိထည့်ထားရဆိုလို့ရှိရင်တော့ Elizabeth Hippio ဒီ air drop ကတူကနေကို free ရခဲ့မှာဖြစ်ပါတယ်အဲ့ဒီအတွက်အကြောင်းမို့လို့ဒီတစ်ခေါက် air drop လို့သားရင်ဆိုရင်တော့နောက်တစ်ခေါက် air drop တွေမလို့တော့ အတွက်ကွန်မရှိရပြီးအမိကနဲ့ကောဘာနဲ့စမ်းသအနဲ့မထဲတာပေါ်အချက်ပေးရှင်ပါရယ် project ရဲ့အနာဂတ်အလားအလား project ကအသိဖြစ်နေသေးရောအနာဂတ်ကိုတိတိကျကျပြောဘူးရောဆိုပါသေးတယ်။ဒါပေမဲ့ IELTS ရကောင်းတဲ့အချက်တွေအများကြီးရှိပါရယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ project ရဲ့ CEO ဖြစ်သူ Maritan ကတက္ကသိုလ်ကနေ cryptography professor တယောက်ဖြစ်ပြီးတော့နာမည်က sales story project ကိုလည်းတည်ထောင်ခဲ့သူဖြစ်ပါရယ်။နောက်ပြီးတော့ဒီ project ရဲ့နောက်ကမှထိတ်တန့်ရင်းနှီးမြှုပ်နှံသူတွေလည်းအများကြီးရှိပါရယ်။ Forbes magazine ရဲ့အဆိုအရ Likesby Fashion Spinous Lab DAO5 Mattress IDG တို့ရော Mel Company ကြီးတွေကဂျင်းနီမြုံနယ်ထားပါတယ် Binance Lab ပါတယ်ဆိုတာနဲ့တဲ့အခြေတစ်ခုကရနေပါပြီ Binance လို့ Trader Exchange ကနေပြီးတော့ Holder Airdrop အဖြစ်နဲ့ယူချဲ့ပြီးတော့ Dan ပြီးတော့ Lex လို့ပြီးထားတာက Project အပေါ်ယူစီမှုရှိကြောင်းပြတဲ့အကားဆုံးသက်တည်တစ်ခုလည်းခင်နေပါတယ်ဒါပေမဲ့ ဒီဇက်ခေ proof နေပညာနေပင်မှာပြိုင်ဆိုင်မှုကအရန်ကင်းထမှာရယ် project ရဲ့တကယ့်အောင်မြင်မှုကသူ့ရဲ့နေပညာကိုလက်တွေ့မှာဘလောက်အသုံးချနိုင်လဲဆိုရအပေါ်မှာမူတည်ပါလိမ့်မယ်ဒီနောက်တယောက်အနေနဲ့မှတ်ထားရမှာကတော့ zero base က dim count နဲ့ background တင်းနဲ့ခေရှင်းနေတဲ့ပြဿနာကလည်းအရေးကြီးတယ်ဆိုရအချက်တွေကြောင့်အလားအလာကောင်းတဲ့ project တစ်ခုဖြစ်ပါတယ် holder airdrop အကြောင်းနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ crypto maker passive income with crypto ဆိုတဲ့ playlist ထဲမှာ သွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ရင်များအခုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ်အပြင် crypto maker ကနေပြောလို့ပြီးရတဲ့ campaign တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ crypto maker referral code သုံးပြီးတော့အကောင့်ဖွင့်လာလို့ရပါတယ်။ crypto မိတ်ဆက်ခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိတရားကြောဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ဖို့တုံထားတဲ့ user တွေဆိုလို့ရှိရင်ရရှိမှာပါအကျိုးမြင်ရမယ်ဆိုတာကိုအားမခံပါဘူး အကယ်၍များကိုအတီကုတ်ကိုတုံးပြီးတော့အကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့တင်လာပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရဖို့